ညအီးပေါ့နော်ညဆန်းနှစ်နာရီတနာရီလောက်ကြီးကိုမင်းအောင်လိုင်းကသူ့ဘက်ကလူမသိသေးခြင်းဒါပေမဲ့သူ့ဘက်ကလူကကျွန်တော်တို့ပြောပြောပြပေးတယ်မင်းအောင်လိုင်းဘက်ကလူကပြောပြပေးတယ်ဟယ်လိုမင်းလာပါမင်းလာပါဆရာကြီးမင်းလာပါဟုတ်ဒီနေ့က2025ခုနှစ်အော်တိုဘာ28ရက်နေ့ပေါ့နော်အဲ့ဒါကျွန်တော်တို့မနောဆက်ဆက်မနေ့စောစောကဒါတည်င်း မနေ့ကတည်နေပေါ့နော်ဒါဒီနေ့မနေ့ကညာပိုင်းအဲထပ်ပြီးရတဲ့တည်နေရယ်ပြီးတော့ဒီနေ့မနေ့ပိုင်းထပ်ပြီးတော့မှမနေ့ပိုင်းနေ့လယ်ပိုင်းရတဲ့တည်နေရယ်ပေါ့ဒါဆူပြီးတော့မှကျွန်တော်တို့ဒါတင်ဆက်ပေးမှဖြစ်ပါတယ်အဲ့တော့တည်ကောင်းနေများတယ်ပေါ့နော်တည်ကောင်းနေရှိတယ်အဲ့တော့အဲမင်းအွန်လိုင်းပေါ့အဓိကကတော့အဲကျွန်တော်တို့ဟိုကြော်မျိုးမင်းကဗာမေးတော့ဆိုကျွန်တော်တို့ဟိုအော်အာအာခါတဲ့တော့အေကပထမပိုင်းတကြောကျွန်တော်တို့ဒါတော်တော် မြူတော်လိုင်းမတိုင်ခင်ပေါ့နော်အာနာသိမှုမတိုင်ခင်တော့ရခိုင်ပြည်နယ်မှာစစ်တွေဖြစ်လိုက်သေးတာ哦ဖြစ်တဲ့အချိန်မှာသူကကိုကိုကျုံးမှလားမသိဘူးသူက only only ဆက်ရုံပါညာကိစ္စသွားအချိန်မှာမင်းအောင်လည်းနောက်ကနေပြီးတော့ဒါဟိုအဲ့လိုခေါ်ခေါ်ရဲတာကလည်းဒါဟိုဒါမင်းအောင်လည်းအဲ့လိုခေါ်ရဲတာလည်းတော်မျိုးမင်းပဲရှိရလို့ပြောလို့ရတယ်တော်ရုံတန်ရုံတတိနဲ့လည်းဟိုမှာမမရဘူးမရဘူးသူကစစ်ချုံးနေတယ်ဆိုဟုတ်တယ်သူက တချုပ်ကြီးလို့ခေါ်တာလေတချုပ်ကြီးလို့ဗမာခေါ်ပြီးတော့ဗိုလ်မှူးကြီးတို့ဒါရှစ်ရှုံးနေတယ်လို့ဟိုဟာဖြစ်တယ်ဗောနော်ဟိုပြောတယ်ဗောဘယ်သူကပြောတာသူအဲ့မှာမျက်နှာနေထားတယ်နောက်ပြန်လဲနောက်ပြန်လဲဘယ်သူကပြောတာလဲဘယ်သူကပြောတာလဲဆိုတဲ့အချိန်မှာဒါ line ပေါ်မှာရေးသားနေတာတွေ့ရတယ်ဗောလိုင်းပေါ်မှာဒီလိုပဲရေးမှာပဲဆိုအခုလဲကျွန်တော်တို့ line ပေါ်မှာရေးတာတယ်မဟုတ်ပဲနေမြေပြင်မှာပါဒါရှစ်ရှုံးနေတဲ့ ဒါအေးနေအေးနေရမှာပေါ့နော်ရခိုင်ပြည်နယ်မှာမင်းအောင်လည်းဘယ်လောက်ဒီဆစ်ရှုံးနေလဲဆိုတဲ့ဟာကဒါကျွန်တော်တို့အခုပြောပြရတဲ့တည်င်းတွေကိုကြည်ချင်းအားဖြင့်မင်းအောင်လည်းတော်တော်အချင်းနေပြည့်ရွှင်းနေအချင်းနေဆိုးရွားနေလို့တော့ပြောလို့ရတယ်ပေါ့နော်ဒါနဲ့ပတ်သက်ရင်နည်းနည်းပြောပြပေးပါဦးဒါကတော့ကျွန်တော်တို့ဘကိုးတိုင်းပေါ့နော်ဘကိုးတိုင်းဗရောင်းမြို့နယ်ကျွန်တော်တို့ပကံကွဲကျေးရွာအနီးမှာရှိတဲ့666 point ကိုစစ်တပ်ကနေဒီမှာပြန်လဲထိုးစစ်ဆင်တယ်ပြန်လဲထိုးစစ်ဆင်တဲ့အချိန်မှာပဲ အောင်ပွဲမရပဲねနောက်ထပ်ဟိုစစ်ကောင်စီဘက်ကနေမှခုနရိတ်ခါပို့တဲ့စကန်တစ်ခုပေါ့เนาะအဲ့ဒီစကန်တစ်ခုပါလက်လွတ်ဆုံးရှုံးလဲရတယ်ဆိုတော့ဥစ္စာတော့ တွေ့ရတာဟုတ်အဲတမ်းမှ तू ကဟိုပါပေါ့အဲနောက်ကနေပြီးတော့မှ support လုပ်နေတဲ့နေရာပေါ့နော်လက်နဲ့ခရမ်းနေဒါကျွန်တော်0.666ကိုပြန်ပြီးတော့မှစစ်ကောင်စီကပြန်ပြီးရားဖို့အတွက်ကိုနောက်ကနေလက်နဲ့ခရမ်းပို့ပေးတဲ့နေရာအဲရိတ်ခါတွေဟိုပါဖြစ်ပေးတဲ့နေရာပေါ့နော်အဓိကဟိုထောက်ပံ့ပို့ဆောင်ရေးဟိုပါလေးပေါ့ဟိုဘယ်လိုပြော mobile ဟိုပါပေါ့ supply ကမ်လေးပေါ့အဲအဲ့ဒီကမ်ကိုကျွန်တော်တို့ဒါအရခါတော့အေးကမင်းတို့တက်လဲမလာနဲ့လာလဲလာဟိုလာလဲမလုံးနဲ့လှုပ်လဲမလာနဲ့ဆိုတော့အဲ့လိုမျိုးပေါ့နော်ရမ်းပြီးလဲမလုံးနဲ့လှုပ်ပြီးမှလဲမရမ်းနဲ့ဆိုသလိုပဲဟိုဟွာဖြစ်တာပေါ့ချီအတက်လာတဲ့ကောင်တွေကို support ပေးတဲ့ဟိုဟာဟိုပါကန့်ဟိုပါတခါလေးဝင်ပြီးတော့မှ တိုက်ပလိုက်ပြီပေါ့နော်တိုက်ပလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကာပါစာ area နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါမိုင်အားဖြင့်2မိုင်လောက်ပဲဝေးတော့တဲ့အခြေအနေကို ရောက်ပြီလို့ ဒါပြောလို့ရတယ်ဗောနော်အဲ့တော့လက်နေကြီးတွေ ਨੇ ပြစ်ခတ်လို့ရပြီလားဆိုတဲ့ဟာစဉ်းစားတရတစ်ချက်ဖြစ်လာတယ်ဗောနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒါ120 120ဆိုတာကကျွန်တော်တို့1083မီတာဗောနော်ရန်အားစွမ်းအားကုန် ਨੇ ပြစ်မယ်ဆိုရင်1083မီတာအထိသူကပြစ်ခတ်လို့ရတယ်1083မီတာဆိုတဲ့ဟာကကျွန်တော်မိုင်အားဖြင့်ပြန်တွက်ကြည့်မယ်ဆို9မိုင်ရောအဖြောင်းတိုင်းမယ်ဆို9မိုင်ပတ်လည်လောက်ရှိတယ်။အဲ့တော့မင်းတို့ ဒီလောက်ကြီးနီးကပ်နေပြီကွာ120တွေကပါစားတွေကိုပြစ်ထဲပါတော့လားဆိုတော့အတွေးမျိုးဒါကျွန်တော်တို့တောင်တွေးမိတယ်ဗောနော်အဲ့တော့ပြည်သူလူတွေလည်းတွေးမိရင်တွေးမိလိမ့်မယ်ဒါဘာကြောင့်မလုပ်သေးတာလဲဆိုတော့အချက်ကစဉ်းစားစရာတစ်ခုဖြစ်တယ်ဗောနော်အဲ့တော့ဒါကဘာကြောင့်မလုပ်သေးတာလဲဆိုတော့ကောင်းသောအချက်တစ်ချက်ရှိနေသေးလို့ဒါမလုပ်သေးတာလို့ဒါကျွန်တော်တို့က ဟိုဘယ်လိုပြောရမလဲကွက်တီစဉ်းစားလို့ရတယ်ပေါ့နော်အဲတွေးလို့ရတယ်တွေးလို့ရတယ်ပေါ့နော်အဲ့တော့လှုပ်လို့ကရနေပြီအဘာကြောင့်မလှုပ်သေးရလဲကွာပြစ်ထဲပလိုက်ပါလားပြစ်ထဲပလိုက်ပါလားဆိုတဲ့ဟာက ပြစ်ထဲခြင်းအဖြစ်ကျွန်တော်တို့ဒါဟိုဘောကျုံထွန်းမျက်နှာရေလှုပ်တဲ့ဟာတွေကသူကဒီကောင်းကျုံးနဲ့ဆိုးကျိုးကိုဒါကျွန်တော်အပြင်လေးလာမိသလောက်ပေါ့နော်အပြင်သူ့ရဲ့အင်တာဗျူးတွေကိုကြည်ချင်းအားဖြင့်တို့ဒါကျွန်တော်တို့ကြံတဲ့ဟာတွေကိုကြည်ချင်းအားဖြင့်တို့ရံမဝေဘယ်ရလဲဆိုတော့ဆိုတဲ့ဟာကိုမဖြေတဲ့ဟာက သူ့မှာအကြောင်းရင်းအများကြီးရှိတယ်ရမွေဘေးရရမဖြေဘူးလေလုံးဝမပြောဘူးဖြေလိုက်ရင်ဘာလို့ဖြေလိုက်ရင်ရမွေတိုးပွားလာမှာမဟုတ်ဘူးအဲ့ရမွေဘေးရရတယ်ဆိုတဲ့နီလန်းကိုစစ်ကောင်စီကလိုက်ပြီးတော့မှပိတ်ဆို့ပါဘောပိတ်ဆို့တော့မှအဲ့တော့ရမစစ်တိုက်ဖို့ဗိုလ်ချုပ်ရမွေဘေးရရလဲလို့လုံးဝမဖြေဘူးမဖြေဘူးအဒီတိုင်းပဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံကသူကကောင်းကျိုးနဲ့ဆိုးကျိုးကိုအမြဲတမ်းသူကချိန်တွက်ကြည့်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကျွန်တော်တို့က ဘေးကကြည်ုံနဲ့တိတယ်ပေါ့နော်အဲ့တော့ကာဗာဆာနဲ့တူပြစ်ထဲလိုက်ရင်ကောင်းကျိုးပါရမလဲဆိုးကျိုးပါရမလဲအကောင်းကျိုးနဲ့ဆိုးကျိုးမှာ तू ကဆိုးကျိုးပုံများနေတဲ့နေသေးတဲ့အတွက်ဒီအလုပ်ကိုမလုပ်သေးတာလို့ကျွန်တော်တို့ကဟိုယူဆလို့ရတယ်ပေါ့နော်ဒါလည်းကျွန်တော်တို့အဲဟိုဒါငငငတုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ဆရာတယောက်ပြောခဲ့တယ်ဟာမင်းအပြစ်လုံမလားအပြစ်လုံမဲ့ဆိုရင်မင်းလုံလိုက်လို့မင်းရဲ့အပြစ်ကိုပြန်ပြီးတော့မှကြားခံရမယ်ပြစ်ဒဏ်နဲ့ မင်းရမဲ့ကောင်းကျိုးနဲ့နှစ်ခုကိုချိန်ခွင်းနဲ့ထည့်ချိန်လိုက်တဲ့ထည့်ချိန်ပြီးတော့မှကိုလှုပ်လိုက်လို့ဒီအပြစ်လှုပ်လိုက်လို့တန်တယ်ဆိုလို့ရှိရင်အဓိကတန်ရင်လှုပ်ပါဗျာမတန်ရင်မလှုပ်နဲ့ဆိုတဲ့ဟာမျိုးပေါ့အဲအဲ့ဒီဟာမျိုးအဲ့တော့ကျွန်တော်တို့မိဘအတွက်ဆိုရင်တော့ရင်းတင်တယ်ဒါမျိုးပေါ့နော်အဲ့တခုခုအတွက်ဆိုရင်တော့ပြည်သူလူထုအတွက်ဆိုရင်တော့ရင်းတင်တယ်ဒီလိုမျိုးတွေပေါ့ကျွန်တော်တို့အကောင်းကျိုးနဲ့ဆိုးကျိုးကိုပြန်ပြီးတော့မှချိန်တဲ့အခါမှာဒါဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြစ်ထဲလို့ရနေပြီကပါစားတဲ့ကို ဘာလို့မလုပ်သေးတာလဲကောင်းကျိုးနဲ့ဆိုကြိုးဒါချိန်တွယ်နေတဲ့ဒါစစ်ကောင်းတော်တယောက်စစ်ဘရင်တယောက်လို့ပြောလို့ရတယ်ဗောနော်အဲ့တော့ဒါသူသူ့မှာတခုခုတော့ရှိလိမ့်မယ်အဲ့ဒီတခုခုကတော့ကျွန်တော်လည်းမသိဘူးဘာဖြစ်လို့မသိရလဲဆိုတော့သူတို့သူ့လောက်ထိကျွန်တော်လည်းလိုက်လို့မမီဘူးအဲသူ့နေရာမှာကျွန်တော်ဆိုရင်ဘောဆိုတဲ့ဟာလဲဝင်ပြီးတော့မှစဉ်းစားကြည့်တယ်အဲ့တော့ မြေပြင်အခြေအနေကိုအသိရှိဆုံးလူကသူဖြစ်တဲ့အတွက်အဲသူကသူကောင်းကျိုးနဲ့ဆိုးကျိုးကိုချိန်ရွယ်ပြီးတော့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ဒါကဟိုပြစ်လို့ရပါမယ်မပြစ်သေးတာလို့ကျွန်တော်တို့ကပြောလို့ရတယ်ဗောနော်ဟုတ်ဟုတ်နောက်တစ်ခုကလည်းကျွန်တော်တို့ဒါတလင်းတားအတိုင်းမှာစည်ရင်းတင်းမှာမှုတွေဖြစ်နေတဲ့အတွက်ကြောင့်ခီးသွားပြည်သူတွေကိုဒါအတိပေးတဲ့စာထုတ်ပြန်တာဗောနော်အဲ့ဒါတော့ကျွန်တော်တို့ ရဲ့မျိုးနယ်ရနေမှာဒါတလင်းသားရဲ့မျိုးနယ်ပြည်တော်စုလမ်းမကြီးပိုင်းရဲ့နောက်တစ်ခုကတလင်းသားရဲ့မျိုးနယ်ရနေမှာပုတ်ပြင်းမျိုးနယ်နော်လမ်းပိုင်းတွေကိုဒါကျွန်တော်တို့28ရက်10လ2025ရက်နေ့မှာလုံးဝလုံးဝမတုံ့ဖို့တော်လိုင်းကြီးကျဲပေါ်တွေရနေမှာစာထုတ်ပြန်ထားတာတွေ့ရတာပေါ့ဟုတ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့အမှတ်ရှိလမ်းမကြီးပြောရမယ်ဆိုရင်တော့ဒါဘိတ်ကနေပြီးတော့မှာ ဗိုလ်ပြင်းထီပေါ့နော်ဘိတ်ကနေဗိုလ်ပြင်းထီဗိုလ်ပြင်းနဲ့ကောတောင်းညာလဲဆစ်ဖြစ်လာဆိုတော့ဗိုလ်ပြင်းနဲ့ကောတောင်းညာလဲအဆစ်ဖြစ်တဲ့အထဲမှာတော့မပါဘူးပေါ့နော်ဒါပေမဲ့အကြည့်သွားကြည်လာပေါ့နော်ဒီလိုမျိုးလေးလှုပ်ဆစ်နေတာပေါ့အဲ့တော့ဒီ match လမ်းမကြီးကကျွန်တော်တို့ပထမတစ်ချိန်လဲကျွန်တော်တို့ဒီ channel မှာပြောပြောထားပြီးသားဖြစ်တယ်ပေါ့နော် match လမ်းမကြီးအတွက်3 page ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့တွေပြောပြထားတာရှိတယ်အဲ့တော့ဟိုမသွားသေးမလားအတင်းသေးပါဘူးပေါ့နော်အဲ့ဘယ်ချိန် မသွားလို့ရမလဲဆိုတဲ့ဟာသူတို့ပြန်ပြီးတော့မှထုတ်ပြန်ကြေညာမှုတခုခုမပြုလို့မချင်းမှမသွားပါနေအောင်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီနေမီဒေတာကန်နေဖြစ်တဲ့အတွက်ဒေတာကန်နေကတော့ကျွန်တော်တို့ရေချောင်းတို့ဘာတို့ကနေပတ်ပြီးတော့မှသွားလို့ရတဲ့အရာတွေအများကြီးရှိပါတယ်ပြီးရင်တော်လိုင်းတက်ဖွဲ့တွေနဲ့တချို့ချိတ်ဆက်မိတဲ့ပြည်သူလူထုလည်းရှိမှာပဲအဲ့ပြည်သူလူထုစီရင်တရင်စကားဟိုဟာဖြစ်ပြီးတော့ငါတို့ဒီကြားနဲ့ဒီကြားတော့သွားကျင်တယ် စိတ်ရေးရရလားဟိုဖေးရလားလောလောဆယ်ချစ်ကောင်းစီစိတ်ကြောင်းထိုးနေတာရှိလားဘာညာဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှသွားသိကျင်တယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့ဒါဂျားထဲမှာပြည်သူလူထုကပိတ်မိတာတို့ဟိုဖေးတာတို့ဘာတို့ပေါ့နော်အဲ့တော့စိတ်ကောင်းစီကရန်တမ်းပြီးတော့မှလက်နေကြီးနဲ့လမ်းပေါ်မှာရှိတဲ့လူတွေကိုပြဿနာရှာတဲ့အခါမျိုးမှာဒါပြည်သူလူထုထိမှန်တာတို့ဘာတို့တွေ ဖြစ်လာနိုင်တဲ့အတွက်ဒါအမရှိလမ်းမကြီးကိုတော့ကျွန်တော်တို့တမ၄ဘက်ကနေပြီးကမှဒါသတိပေးချက်ထုတ်ပြန်ထားတယ်အမရှိလမ်းမကြီးအကုန်လုံးပါလာဆိုအကုန်လုံးတော့မဟုတ်ဘူးကျွန်တော်တို့ဒါဘိတ်တို့ဇဝဲတို့ဒါတနင်္သာရီတို့အဲဒီဒီဘက်ဆိုလို့ရှိရင်ကမ်မလိုင်းတို့ဘာတို့ပေါ့ရေဗျူတို့ အဲဒီဒီဘက်ဆိုရင်1020တို့ရွာသားယာတို့ဘောနော်တောက်လျှောက်ပေါ့အဲလေညာမန်တိုင်းပေါ့နော်လေညာမန်တိုင်းတို့အတွင်းပုတ်ပြင်းတို့ဘာတို့ပချမ်းပေါ့နော်အဲ့ဒီပချမ်းတွေကိုကျွန်တော်တို့အသွားရေးလာရေးလေးတွေနည်းနည်းဂယုစိုက်ကြဖို့ဆိုပြီးတော့မှလုံးဝ မသွားတင်လို့ရှိရင်မသွားပါနဲ့အောင်ဆိုတဲ့ဟာကိုထုတ်ပြန်ထားတာတွေ့ရပါတယ်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းဒါမသွားတင်မသွားတဲ့အချိန်မှာတော့ကျွန်တော်တို့အသက်အန္တရာယ်စိုးရိမ်ရတာဖြစ်တဲ့အတွက်မသွားပါနဲ့အောင်လို့ကျွန်တော်တို့ကထပ်ပြီးတော့မှအကြံပြုချင်ပါတယ်ဗျာဟုတ်ဟုတ်အဲ့ဒါလည်းခုနကျွန်တော်တို့ဗီဒီယိုဖိုင်တွေကြည့်လိုက်ရတယ်ဗောနော်ဗီဒီယိုဖိုင်ကခုနတိုက်ပွဲနှစ်ဖက်ဖြစ်နေတဲ့အချိန်မှာဒါတချို့ expert ကားတွေပါတယ်ဆိုရက်ပေးရတာတချို့ကားတွေဆိုနောက်ပြန်လှည့်နေရတဲ့အဖြစ်မျိုးဗောနော်မလုံလားဖန်တဲ့ခီးသွားလို့ရှိရင်ဒါအသက်အန္တရာယ်ဆုံးရှုံးမှာဆိုလို့ ဒေါက်တာလိုင်းရဲဘော်တွေကထုတ်ပြန်တဲ့စာဖြစ်ပါတယ်ဆိုတော့ပြောချင်တာပေါ့နောက်တစ်ခုကလည်းဒါဘုံကဟိုအာရခတက်တော် AA နဲ့စစ်ကောင်စီနဲ့ဒါစစ်တွေပတ်မှာပေါ့နော်ရခိုင်ပြည်နယ်စစ်တွေပတ်မှာတိုက်ပွဲတွေဖြစ်နေတယ်ဖြစ်နေတဲ့အချိန်မှာပဲဒါအာရခတက်တော် AA ရဲ့တုံ့ပြန်ပြစ်ခတ်မှုကြောင့်ဒါစစ်တွေမှာရှိတဲ့ဓာကစာပေါ့နော်ဓာကစာရုံးကိုဒါလက်နက်ကြီးကြက်ပောက်ခွဲပြီးတော့စစ်ကောင်စီရဲ့တပ်သားအချို့တေဆုံးပြီးတော့တချို့ တော်တော်များများထိခိုက်ဒဏ်ရာရတယ်ဆိုတာကိုလည်းသိရတယ်ဗောဟုတ်အဲ့ဒါကလည်းကျွန်တော်မနေ့ကမနေ့ကမဟုတ်မနေ့ကဗောနော်မနေ့ကကျွန်တော်ပြောခဲ့တဲ့အထဲမှာပါတဲ့ကျွန်တော်ဖြူစင်ရင်ခွင်ဒါပရာဟိတဖောင်ဒေးရှင်းကဒါကလေးဗောနော်အသက်16နှစ်ရွယ်ကလေးလေးအသက်ဆုံးရှုံးသွားတာကလည်းအဲ့ဒီဒါကသာစစ်တွေရဲ့လက်အောက်ခံဒရုန်းတပ်ဖွဲ့ကနေပြီးတော့မှကျွန်တော်လာပြီးတော့မှ ချဲတဲ့အတွက်လည်းဒါကလေးအသက် ဆုံးရှုံးသွားတာပေါ့နော်အသက်အငယ်ဆုံးဒါပရာဟိဒဓမာလို့ပြောလို့ရတဲ့ကလေးလေးဆုံးရှုံးသွားတာအသက်ဆုံးရှုံးသွားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ तू ကဒီကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပုံနှကျွန်းဒီဘက်ကနေပုံနှကျွန်းကနေဆက်ပြီးတော့มาသွားရင်ကျွန်တော်ပါတလိပေါ့ပါတလိကနေပြီးတော့มาဒီစစ်တွေကိုဆက်ပြီးတော့มาဒါအရခါတော့အေကကုံတွင်းကနေပိတ်ပြီးတော့มา ဆက်ပြီးတော့ပြင်းဖို့အတွက်စီစဉ်နေကြပါဘောเนาะစီစဉ်နေတဲ့အချိန်မှာရှစ်ကောင်စီကရန်တန်းပြီးတော့မှရန်တန်းမှန်တန်းဘောเนาะရန်တန်းမှန်တန်းပစ်တာခတ်တာတွေလှုပ်လာတဲ့ခါကျတော့ဒါကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ကမိုဘိုင်းလှုပ်တာယူလီယာတိုက်စင်းနဲ့တိုက်တာဒီနေရာ location ပေါက်သွားပြီလားကျွန်တော်တို့ကပေါက်သွားရင်တခြားတဲ့နေရာရွှေ့မယ်ရွှေ့ပြီးတော့မှကျွန်တော်တို့ဝင်ပတ်ပြီးတော့ဝင်ဆောင်လို့ရတဲ့နေရာနေပတ်ပြီးတော့ချမှာပေါ့နော်ဒီလိုမျိုးကျွန်တော်တို့ဘက်ကစီစဉ်တာယူလီယာတိုက်စင်းနဲ့တိုက်တာ စစ်ကောင်စီကတဲပြီးတော့မှတဲကြဲကြီးလို့ခံပြီးတော့မှချတာတဲကြဲကြီးလို့ခံကြတဲ့ခါကျတော့ဒါကသာစစ်တွေဘယ်နေရာမှာရှိတယ်ဆိုတော့ကျွန်တော်တည်ရင်တို့ထပ်ပစ်လဲရနေတဲ့အနေအထားမျိုးရှိနေတော့ဒါအခုဒါကသာစစ်တွေဘက်ကိုကျွန်တော်ပြန်ပြီးတော့မှဒါပစ်ခတ်တဲ့ထိုးသိမ်းစင်မှုတွေပြုလို့လာပြီပေါ့နော်အဲ့တော့ကျွန်တော်ပထမပိုင်းပြောခဲ့တယ်လို့ပဲကာပါစာတွေဘာကြောင့်ဟိုမှာမဖြစ်သေးတာလဲဆိုတော့ကျွန်တော် လူဝင်ရချိန်ရတာတွေသူ့မှာရှင်းရှိမယ်။အဲကျန်တဲ့ကိစ္စတွေအများကြီးရှိမယ်။ကျွန်တော်အမြဲတမ်းပြောပါတယ်မျိုးပေါင်း14မျိုးရဲ့အုပ်ချုပ်ရေးရန်ရားတွေချီတင်ထားရတာတွေပြည်သူလူထုတွေမိုင်းရှင်းပေးရတာအများကြီးပေါ့နော်တရားစီရင်ရေးတွေလုံခြုံရေးတွေအကုန်လုံးစစ်ကောင်စီပြန်ဝင်မလာနိုင်အောင်လို့လည်းပိတ်ရတဲ့လမ်းကြောင်းတွေကလည်းဟိုနိုင်ရံဘက်မှာပိတ်ရတာနဲ့ဒီခုဟိုဗရောင်းဘက်မှာပိတ်ရတာနဲ့ဟို ကွာဘက်မှာပိတ်ရတာနဲ့သူ့မှာလည်းအဆုံလုံနေရတာပေါ့နော်ဒါပေမဲ့ဒီဒီချီတော့ဒါဒါကသာစစ်တူကိုနည်းနည်းပြန်ပြီးတော့မှပညာပြလိုက်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါကတစ်ပိုင်းပေါ့နောက်တစ်ပိုင်းကတော့ဒါကျွန်တော်တို့ဆရာကြီးကိုနည်းနည်းမေးချင်တာလေးပေါ့နော်အခုရပိုင်းမှာစစ်ကောင်စီဘက်ကနေဟော့လာတယ်ကျွန်တော်တို့စပိုင်ဘောလုံးပေါ့နော်စပိုင်ဘောလုံးနဲ့ပတ်သက်ပြီးတော့မှစပိုင်ဘောလုံးရဲ့ ဒါအကျိုးအနိသင်တွေကဘယ်လိုရှိလဲပေါ့နော်ပြည်သူလူထုကိုဘယ်လိုဒုက္ခပေးလို့ရလဲသူရဲ့ကင်းထောက်နီးပညာတွေကဘယ်လိုတွေလဲဆိုတာဆရာကြီးနည်းနည်းရှင်းပြပေးပါဦးဟာဟိုစပိုင်ဘောလုံးကတော့ကျွန်တော်တို့ဟိုဒီဂျိုတို့မလို့တင်နိုင်တဲ့နိုင်ငံတွေပေါ့ဗျာအရင်တော့ကျွန်တော်တို့နိုင်ငံတကာတနိုင်ငံနဲ့တနိုင်ငံဒါဆေးလှုပ်ရှားမှုတွေကိုစောင့်ကြည့်မယ်ဆိုရင်ဂျိုတို့ကနေမှဒါအမေရိကန်တို့ဘာလို့ဆိုရင်စောင့်ကြည့်တာပေါ့နော်စောင့်ကြည့်တယ်ဒါမြန်မာနိုင်ငံမှာကျတော့ကိုယ်ပိုင်ဂျိုတို့မရှိဘူးပေါ့မရှိတဲ့အခါကျတော့ဒါဒီစပိုင်ဘောလုံးရဲ့အားတာချက်ကတော့ ဂျိုဒူးမလွတ်တင်နိုင်တဲ့အတွက်ကြောင့်ဒါကုံကြားစိတ်တက်တာတဲ့နီးနဲ့ပဲစပိုင်ဘောလုံးတုံးတာပေါ့နော်နောက်တစ်ခုကသူ့ရဲ့အာတာချက်ကဒါကုံကြားစိတ်တက်တာတယ်ပေါ့နော်လေရင်ဆိုရင်ကျွန်တော်တို့လေရင်နဲ့ဥမာကင်းထောက်တယ်ဆိုရင်ကျွန်တော်တို့ဒေါ်လာရေးရဲဘော်တွေရဲ့စည်ရင်ပြစ်မှတ်စည်ရင်လှုပ်ရှားမှုတွေကိုကင်းထောက်မယ်လေရင်နဲ့ကင်းထောက်မယ်ဆိုရင်လေရင်ကကိုယ့်ရဲ့နေကြီးတက်သွားတာခုနဟိုဒီကိုထောက်လမ်းမဲ့ area မှာဇာတိဥရုမကောင်းဘူးဆိုရင်ဒီထောက်လမ်းတဲ့လေရင်ကမမြင်နိုင်ဘူးမြင်နိုင်တော့ နောက်ပြန်လာတယ်နောက်ပြန်လာတော့စီကုံနာတို့ဒါဟိုကုန်ကြစိတ်တွေများတယ်ပေါ့ဒီစပိုင်ဘော်လုံးကတော့အပေါ်လွတ်တင်လိုက်တာနဲ့အဲကျွန်တော်တို့ရာသီဥတုတွေစောင့်ကြည့်လို့ရတယ်ဥပမာကျွန်တော်တို့ဒါပြီးခဲ့တဲ့ကျွန်တော်တို့ဒီအော်တိုဝါလာ21ရက်နေ့ကစကိုင်းတိုင်းကဟိုပေါ့လွတ်တင်တယ်လို့ဒါတော်လိုင်းရဲဘော်တွေမြေပြင်တော်လိုင်းရဲဘော်တွေကနေမှသိရတယ်ပေါ့နော်သိရတဲ့အခါကျတော့ဒီလွတ်တင်လိုက်ပြီဆိုတာနဲ့ဒီစကိုင်းပတ်ချာလဲရာသီဥတုကောင်းမကောင်း ရာသီဥတုတွေပါနေစောင့်ကြည့်လို့ရတယ်နောက်တစ်ခုကဒေါ်လာရေးရဲဘော်တွေရဲ့ဆက်သွယ်ရေးဆက်တွေဖုန်းတွေဂျားဖြတ်နားထောင်လို့ရမယ်ဟိုစနစ်တွေပါနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကင်မရာတွေကင်မရာလည်းခုနဒေါ်လာရေးရဲဘော်တွေကျွန်တော်တို့လက်နက်အသေးယူပို့ဆောင်နေတဲ့လမ်းကြောင်းတွေဒါမျိုးတွေကိုသူကကျွန်တော်စုံစမ်းထောက်လန်းလို့ရှားတဲ့စပိုင်ဘော်လုံးမျိုးပေါ့အဲ့ဒါအောင်မှာကျွန်တော်တို့ဒီ2023ခုနှစ်မှာအမေရိကန်နိုင်ငံမှာ ဒါခုနစပိုင်ဘောလုံးပေါ့အဲ့ဒါတော့ဟိုတရုတ်လိုယူဆတာပေါ့အမေရိကန်နေမှာတရုတ်လိုယူဆပြီးတော့အမေရိကန်နိုင်ငံရဲ့ကောင်းကင်ပေးအမြင့်ပေ6တောင်းလောက်မှာသွားပြီးတွေ့တာပေါ့နော်တွေ့တဲ့အခါကျတော့ဒါတရုတ်ကိုတောင်မှအမေရိကန်ပြန်ပြန်လန်ဆွဆွဲတဲ့ပုံစံမျိုးတွေရှိခဲ့မှုတွေပေါ့နော်ဒီစပိုင်ဘောလုံးရဲ့အားနည်းချက်ကတော့ခုနလို control ဘိုင်းပေါ့ဟိုဟွာလွယ်လွယ်ကူကူ control လုပ်လို့မရဘူးနောက်တစ်ခုကသူကလေထုပေါ်မှာပဲနေရတဲ့အတွက်ကြောင့်အဲဥမာဒီ တော်တော်များများတော့ဒါမြေပြင်ရဲဘော်တွေရဲ့အမြင့်ပေကိုခံမှန်းတာတော့ပေတကောင်းခွဲလို့ခံမှန်းတယ်ပေါ့နော်တကယ်တမ်းပေတကောင်းခွဲဆိုရင် तू ကရေချင်မနေနိုင်ဘူးဘာကြောင့်လဲဆိုပေတကောင်းခွဲဆိုရင်ဥမာမုံရွာလုံးမြို့ပေါ်ကနေပေါ့တခြားမြို့လှင်လင်းမြန်မြန်လေးတိုင်လုံးနဲ့ तू ကလေးတိုက်တာနဲ့ဒီဘော်လုံးကရွေးနေတာဆိုတော့ကြာကြာမနေနိုင်ဘူးပေါ့နော်ဒါဟိုနိုင်ငံတကာရဲ့စပိုင်ဘော်လုံးတွေကိုလေးလာကြည့်မယ်ဆိုရင်အများဆုံးအဖြစ်ရအောင်ပေ6000လောက်ပါပဲ ဒါနေတာများတယ်ဘာကြောင့်လဲဆိုတော့ပေ6တောင်းနေရတဲ့အကြောင်းရင်းကကျွန်တော်တို့လေးရင်နေပေါ့နော်လေးရင်နေဖြတ်ကျော်ပြန်တန်းတဲ့အမြင့်ပေတွေကဘုံမူကပေ3တောင်းငါနေမှာပေ9တောင်းအတွင်းထဲမှာရှိတယ်ပေါ့ပေ9တောင်းအတွင်းထဲမှာရှိတယ်ဆိုတော့ဒီလေးရင်နေနဲ့လွတ်ကင်းအောင်လို့ဆိုပြီးတော့ဒါအမြင့်ပေ6တောင်းလောက်မှာတင်ထားတဲ့လေးရှိတယ်နောက်တစ်ခုကဟိုမြင့်ပေ6တောင်းလိုက်6တောင်းလောက်ဆိုရင်လေးတိုက်နှုံးကလည်းအဲသူကအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတယ်အများကြီးရှိတဲ့အခါကျတော့ကောင်းကောင်းဒီ သူတို့ဟိုလေးလာစုံစမ်းခြင်းနဲ့ထောက်လန်းခြင်းနဲ့နေရာကိုဟိုဘောငြိမ်ပြီးတော့မှအဲ့လိုမျိုးထောက်လန်းလို့ရှားတယ်ဆိုတာသိရတာပေါ့ဟုတ်ဟုတ်သူရဲ့ဒီဟိုတေကြတော့ဒီလိုမျိုးသွားလာတဲ့နှုံးတို့ဘာတို့ကြတော့သူကဂျိုင်းတို့ကော်ပိုရာတို့ဘာတို့လို့မဟုတ်ဘူးအဲ့လိုစပီရှိမရှိဘူးသူကငင်ငင်လေးပဲဒီလေတိုင်းနှုံးနဲ့ပဲအေးလူလူလေးပဲဟုတ်ဟုတ်အဲရွေ့နေတာပေါ့နော်ဒီဟာကကျွန်တော်တို့ဒါပေ6000ဆိုတဲ့အနေထားကကျွန်တော်တို့တက်ကြည့်မယ်ဆိုရင်ဒါတော်တော် မြင့်တဲ့အမီးပေါ့နော်အမီးဟိုမှာချစ်ကောင်စီကကျွန်တော်စစ်နိုင်မှုအတွက်ဒါအများကြီးငွေကြေးအများကြီးတုံးဆွဲလာပြီဆိုတော့တွေ့ရတာပေါ့နော်ဒီ6000လောက်ကနေအောက်ကိုရိုက်လို့ရမယ်ကင်မရာကအစားသူဒါဟိုဘယ်လိုပြောရမလဲတော်တော်ဒီကင်မရာဆိုလို့ရှိရင် zoom တော်တော်ကောင်းကောင်းတကယ်ရှယ်ကြီးမှရမယ်အနေထားမျိုးအထိဒါချစ်ကောင်စီကတုံးလာတာတွေ့ရတယ်ဆိုတော့ကျွန်တော်တို့တုံးသက်လို့ရတာပေါ့နော်ဟုတ်နောက်တစ်ခုထပ်ပြောချင်တာသူ့ ဒီဘောလုံးထဲမှာဟိုထည့်တဲ့ဓာတ်ငွေပေါ့နော်ဟီလီယံဟီလီယံဓာတ်ငွေလို့သိရတယ်အဲတချို့ကကြောက်တော့သူကဟိုက်ဒရိုဂျင်လို့ထင်ကြတာပေါ့ဟိုက်ဒရိုဂျင်ကတော့ပေါ်ပါပြီးတော့ဟိုက်ဒရိုဂျင်ရဲ့ဓာတ်ငွေကတော့သူကမီးလောင်လွယ်တယ်ပေါ့နော်ဟီလီယံကြောက်တော့မီးလောင်မှုမလွယ်ဘူးဆိုတာကိုလည်းသိရတယ်အဲကျွန်တော်တို့ရင်တော့ကဒါဟိုဟာပေါ့လေပြက်ကြတာပေါ့နော်ဒါကျွန်တော်ဟိုဟာပေါ့လေတက်ထဲမှာတာဝန်ထမ်းဆောင်ခဲ့အချိန်ကအဖြစ်ဖြစ်3-4ခုလောက် ုံခဲ့ဘူးတဲ့ကျုံခဲ့ဘူးတော့ကျွန်တော်တို့ဒီ A5 လေရင်ကျွန်တော်တို့မိထလိုင်လေချောင်းတက်တဲ့ leader scan ခွင့်ရနေတက်သွားတဲ့အချိန်မှာပြတ်ကြတာပေါ့ပြတ်ကြတဲ့အချိန်မှာဒီ radar ထဲမှာနောက်ဆုံးပျောက်သွားတဲ့ကွန်တက်အတိုင်းလိုက်ချတာ၃လေးရက်ကြာတယ်မတွေ့ဘူးနောက်ဆုံးကျမှဘယ်ရလာလဲဆိုသူစင်ကာပူဂျိုရူးကနေမှကျွန်တော်တို့ message ဝင်လာတာပေါ့နော်အဲ့ဒါတော့ကျွန်တော်တို့ distress message လို့ခေါ်တယ်အဲ့ distress message ကအဲဝင်လာပြီဆိုရင်သူက delay ရင်ကဘယ်နေရာမှာ ပြတ်ကြတယ်ဒီတမောကဘယ်နေရာမှာတောင်းတင်နေရဲဆိုတာဟာဟာစင်ကာပူဂျိုဒူကနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံဒီရန်ကုန်တာဝါကိုဒီမက်ဆေ့ရောက်တာပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ ERD လို့ခေါ်တယ် ERD ဆိုတာတော့ဘုံဘူးက Emergency Location Transmitter ဆိုတာဒီလေးတစ်ခုခုကဥမာ snap ဖြစ်သွားပြီ snap ပြစ်ထားပြီဆိုပြတ်ကြတော့မယ်ဆိုရင်ပိုက်လို့ကဒီ ERD cloud ကို on လိုက်တာ on လိုက်ပြီဆိုတာ ਨੇ ဒီလေးကခုနကပြတ်ကြသွားတဲ့နေရာကိုစင်ကာပူဂျိုဒူကနေပြီးတော့ မိတာပေါ့မိတဲ့အချိန်မှာလက်လောင်အတိကျနဲ့သွားချတော့ကျွန်တော်တို့ဒီမိထလာ A5 ပေါ့နော်အဲ့ဒါမျိုးတွေ့ခဲ့ပူတာရှိတယ်နောက်နောက်တစ်ခုကကျွန်တော်တို့ဒီ2009နှစ်နောက်ပိုင်းမှာကျွန်တော်တို့ဒီ Destro Message တစောင်းဒီစင်ကာပူဂျိုတူကပဲဝင်တော့လက်လောင်တိုင်းပြီးတော့ပျော်လိုက်တဲ့ခါကျတော့ဒါတင်မောတစီကတောင်းတင်နေတာမျိုးပေါ့အဲ့ဒါကမှ Focker နဲ့သွားပြီးတော့ကြည့်တယ်ကြည့်ပြီးတော့ပြန်လာတဲ့အချိန်မှာတင်မော တောင်းတင်နေတယ်ဆိုတာမျိုးကိုသိရတယ်ပေါ့နောက်ပိုင်းမှာအခုဒီ ARD စနစ်တွေပါဒီဘော်လုံးမှာပါကောင်းပါနိုင်တယ်ဆိုတော့မှားလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြီးခဲ့တဲ့ FTC 2000G KND ပြည်နယ်မှာပြက်ကြတော့လည်းသူတို့ radar contact ဖြစ်တာဘယ်မှာပျောက်သွားတယ်ဆိုပြီးတော့စစ်ကောင်စီအနေနဲ့ကဒါကျွန်တော်တို့ KND ပြည်နယ်မှာပဲထင်လိုက်တာပေါ့နော်။တကယ်တမ်းပြက်ကြတာ KND ပြည်မှာတော့ပြက်ကြတယ်ဆိုတော့စစ်တပ်အနေနဲ့ကမိမိဘက်ပေါ်အတုဘက်ကနှစ်ဖက်လုံးမှာ ဒါဒီ spine ball လုံးကအကျိုးသက်ရောက်နိုင်နိုင်နေဆိုတာကိုသွားတွေ့ရတာပေါ့ဟုတ်ဟာနောက်တစ်ခုကလည်းကျွန်တော်ပုံမှုကိုမေးစရာရှိရပေါ့နော်မေးစရာရှိတဲ့ဆိုတာကခုနညဘက်ကိုမင်းအောင်လိုင်ဟာဝဘက်ကိုခိုးကြောင်ခိုးဝက်သွားတယ်ဆိုတော့ information မျိုးကြားနေရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပုံမှုတည်တလို့ပြောပြပြီပေါ့ဟုတ်ဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဲဒီကတော့ကိစ္စကနည်းနည်းကြီးရလို့တော့ပြောလို့ရတယ်ပေါ့နော်တော်တိတိလေးလို့ထင်ပေမဲ့လည်းကြီးရလို့ပြောလို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ချင်းသားကြီးညာကြီးပေါ့နော်ညာ12နှစ်တနားကြီးလောက်ကြီးကိုမင်းအောင်နိုင်ကသူ့ဘက်ကလူမသိသေးခြင်းဒါပေမဲ့သူ့ဘက်ကလူကကျွန်တော်တို့ပြောပြောပြပေးတယ်မင်းအောင်နိုင်ဘက်ကလူကပြောပြပေးတယ်အဲ့တော့ညာကြီးခိုးသွားတယ်လို့သိရတယ်ပေါ့နော်ဒါဝါရဲကိုသွားတယ်လို့သိရတယ်ဘာသွားလှုပ်လဲတော့မသိဘူးပေါ့နော်ဘာသွားလှုပ်လဲမသိဘူးဆိုတဲ့ဟာကကျွန်တော်တို့ကဖြစ်နိုင်ကြီးတွေဆက်ဆက်ပြီးတော့မှကျွန်တော်တို့စဉ်းစားကြည့်ရတာပေါ့နော်ကြည့်ရတဲ့ခါကျတော့အဲ့ဒီ မင်းအွန်လိုင်းအခီးစီမတိုင်ခင်မှာ तू ကဘာလုပ်လဲဆိုတော့ war day ကို तू ကသူ့ရဲ့ဒီကျွန်တော်မြန်မာလာဝကကြီးလှုပ်ပြီးတော့မှ war day ကလူတွေကိုတွားပြီးတော့မှ war ပြည်နယ်တွေကလူတွေကိုတွားပြီးမှတ်ပုံနေတွားလှုပ်ပြီးနော်မှတ်ပုံနေတွားလှုပ်ပြီးအဓိကကကျွန်တော်တို့ရေကောက်ပွဲအတွက်မင်းအွန်လိုင်းက तू ဒီမှာရှိတဲ့ရှင်းပြောရရင်တော့ဗျာရှိတဲ့လူကျွန်တော်ငါဟို9ယောက်ရှိတယ်9ယောက်မှမှ2ယောက်ကကို မှတ်ဖို့နေကင်ပထားဘူးငါတို့မဲပေးလို့ရတာငါတို့သုံးအောင်ပဲပေးလို့ရတယ်အဲ့တော့ငါတို့ကျန်တဲ့နှစ်ယောက်ကိုပါသူတို့ငါတို့နိုင်ငံသားဟုတ်မဟုတ်ကွာမှတ်ဖို့နေလုတ်ပြလိုက်မယ်ဆိုပြီးတော့မှအဲ့ဝါထဲမှာအခြေချနေရတရုတ်တွေကတရုတ်မှတ်ဖို့နေရှိတယ်တရုတ်တွေကပါသူကအကုန်လုံးလုတ်ပေးခဲ့လိုက်တာဗောနော်မှုတ်နေလုတ်ပေးခဲ့လိုက်တယ်အဲ့ဒီမတိုင်ရင်မဲရအောင်ဗောအဲမဲရအောင်ဗောနော် तू သွားတဲ့ခီးစဉ်မတိုင်ခင်မှာအဲ့ဒါတခုလုတ်ခဲ့တယ်လုတ်ပြီးတော့မှမင်းအောင်လိုင်းကဒါပြီးခဲ့တဲ့ရပိုင်းမှာပဲဒါကျွန်တော်တို့ ရက်အတီးကြတွေပါတွေတော့ကျွန်တော်တို့ဒါပြောတဲ့ဒါ information ပြောတဲ့သတင်းပေးရကျတော့သူ့ဘက်ကလည်းသူ့ရဲ့လုံခြုံမှုအရာပေါ့နော်အဲ့ဒါဘယ်ဘယ်လေရင်လဲဘလို့သွားတယ်ဆိုတဲ့ဟာကိုသူကနည်းနည်းလေးတော့ဒါလေးတော့ထိန်ချန်ထားပေးပါဆိုတဲ့ဟာမျိုးလေးလည်းသူ့ဘက်ကဒါတောင်းဆိုလာရယ်ပေါ့နော်တောင်းဆိုတဲ့အခါကျတော့အဲကျွန်တော်တို့ဒါသွားတာတော့တေးကြတယ်ဗျအတေးကြတယ်အတေးကြတယ်အဲ့တော့ဝါကိုဘာကြောင့်တွတ်တွေ့ရလဲဆိုညာရင်းချင်းသွားပြီးတော့မှညာရင်းချင်းပြန်လာတယ်ညာရင်းချင်းသွားပြီးညာရင်းချင်းပြန်လာတယ်ဟုတ် စဉ်းစားတဲ့ຢာကကျွန်တော်တို့ပြောရမယ်ဆိုရင်ဝဆိုတာကဝပြည်နယ်ဆိုတာကမြန်မာပြည်မြေပုံရကြည့်လို့ရှိရင်တည်တည်လေးအကြီးလည်းမဟုတ်အကြီးလည်းမဟုတ်မြန်မာပြည်ကိုသူ့မှာရှင်လို့ရတာတခုတော့ရှိရမြန်မာပြည်ကိုရှင်လို့ရစစ်တပ်ကတော့မြန်မာမြန်မာစစ်တပ်ကိုတော့သူကောင်းကောင်းရှင်လို့ရတဲ့စစ်တပ်မျိုးသူ့မှာပိုင်ဆိုင်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောရမယ်ဆိုရင်ဒါဗာလဲဆိုတော့ဟိုမြို့နယ်အုပ်ချုပ်ရေးမှူးကရက်ွက်အုပ်ချုပ်ရေးမှူးကိုတွတ်တွေ့တယ်လို့ပဲတွတ်တွေ့တယ်လို့ ။တတ်တည်းဆိုတာကလည်းကွင်းစင်းစစ်စစ်တာမဟုတ်ဘူး။အဲဥမာမျိုးနယ်အုပ်ချုပ်ရေးမှူးကမင်းဒီရက်ွက်မှာဘာခမ်းနားရှိလို့ကနလာမယ်ပေါ့နော်အလှရှိလို့တော့ကထိန်ရက်ွက်ကနေကမခရာလုပ်ရောမှာပေါင်းစုပြီးလုပ်တဲ့တခုခုခန္ဓာတခုခုရှိလို့ဥမာပညာရေးရွှန်စုပေးပွဲဒီအကြောင်းမှာဒီရက်ွက်ထဲအကြောင်းမှာရှိလို့သွားမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လူသိရှင်ညာသွားတာမဟုတ်ပဲညဘက်ကြီးကိုခေါ်ကြောင်ခေါ်အဲမြို့နယ်အုပ်ချုပ်ရေးမှူးကညဆက်နှစ်နာရီလောက်ကြီးကိုသွားပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှူးအိမ်ကိုသွားတယ်ဆိုကြတဲ့က ေးကြပြီးဒီရက်ွက်အုပ်ချုပ်ရေးမှုကိုသူတခုခုလူမသိနိုင်တဲ့ဟာတခုခုတွားပြီးတော့မှညှိနှိုင်းရတော့မယ်ဆိုတဲ့ဟာတော့ဒါတော့တေးကြပေါက်ပေါ်လွင်တယ်ပေါ့နော်အဲ့တော့ဝါပီကိုကျွန်တော်တို့ကြီးချင်းအားဖြင့်တော့ဝါကသူ့ရဲ့တသွေးတသံတမိန်နဲ့ဟိုရဲရဲတောင်းနေခဲ့တာပေါ့နော်ဂယူးမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနေခဲ့တာဒါပေမဲ့ကျွန်တော်တို့ဒီတစ်တုံညာနှစ်ခွန်ကျွန်တော်ပထမလှိုင်းမှာချင်းချင်းပြောင်းဝါရဲ့အထောက်ပံ့နေအများကြီးပါတယ်ဟုတ် အဲကျွန်တော်လာချိုရခဲ့တာတို့ဘာတို့ကျွန်တော် drone ကိုဟိုဘရုံးဝဲသလိုဝဲပြီးတော့မှဒါကျွန်တော်တို့အုတ်လိုက်တင်းလိုက်ကြီးငှက်အုတ်ကြီးလို့သွားပြီးတော့မှလာချိုဒီယာမာခါကြီးကိုဘုံကျဲခဲ့တဲ့ဟာရီနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဝါရဲ့ကျွန်တော်တို့ကွန်ကြီး၆ပန့်တွေကအများကြီးပါတယ်ဆိုတဲ့ဟာကတော့ကျွန်တော်တို့ဒါလက်ခံရမယ့်အကြောင်းအရာပဲဟောကြီးကိုကျွန်တော်တို့ တိန်းကိုတောင်းနဲ့ချီပြီးတော့မှထုတ်ပေးတဲ့ဟာတွေလဲဒါဝါပြည်နေကနေပြီးတော့မှပဲဝါကပဲထောက်ပံ့ငယ်တဲ့ဟာတွေဒါတွေမလုပ်ဖို့သွားပြီးတော့မှတောင်းပန်တာပေါ့နော်သွားပြောတာတော့မဟုတ်ဘူးမင်းတို့မလုံးနဲ့လို့သွားပြောရဲတာတော့မဟုတ်ဘူးလောက်ပါနဲ့အကိုရာလောက်ပါနဲ့အကိုအားဆိုပြီးတော့မှသွားတောင်းပန်ရတဲ့အခြေအနေမျိုးလို့တော့ကျွန်တော်တို့ကမြင်နေပေါ့နော်ဒါပရမတ်တစ်ချက်နောက်တစ်ချက်ကသူကဝါဝါမှကြည့်မယ်ဆိုလို့ရှိရင်ဝါကကျွန်တော်တို့မြန်မာနိုင်ငံထဲမှာကြည့်လိုက် မိဘပြည်သူတွေဖြတ်သွားဖြတ်လာဆိုလို့ရှိရင်တွေ့တယ်လမ်းမှာဆိုင်းဖို့ကြည့်ရင်လည်းအမှတ်135ခြေလင်းတက်ရင်တို့ဘာအမှတ်ဘလောက်ခြေလင်းတက်ရင်တို့ဆိုပြီးတော့မှဆိုင်းဖို့ကြည့်နေတယ်ကျွန်တော်တို့က base တွေထိုင်ပြီးတော့မှဟိုဖြစ်တယ်ဝါးထဲမှာကအဲ့လိုမျိုးတက်မရှိဘူးလမ်းဘေးမှာတက်မရှိဘူးသူကသူ့ဟာသူသူ့ထားတင်ထားလိုက်တဲ့နေရာမှာပြည်သူလူထုတောင် location ရောက်ဟိုဟာငါတို့မျိုးက တက်ကဘယ်တက်လဲလို့မေးလိုက်လို့ရှိရင်ကျွန်တော်တို့ဥမာတခုခုအဲကျွန်တော်ရန်ကုန်မှာဆိုထောက်ထောက်ဟိုမှာဆိုလို့ရှိရင်ဂျိုကုန်းမှာဆိုလို့ရှိရင် color 16ဆိုတဲ့ဟာဂျိုကုန်းသားပြောနိုင်တယ်ကျွန်တော်စီမှာ color 16ရှိရလေအဲ့တည်ရင်မှုနာမည်ကဘယ်သူပါ냐ဒါပေမဲ့ဝပြည်သူကဝရဲ့စစ်တက်ကဘယ်လိုမျိုးဖြန့်ကျက်ထားတယ်ဆိုတဲ့ဟာကိုတော့ကောင်းကောင်းမပြောနိုင်တဲ့အနေအထားမျိုးတွေသူ့ရဲ့စစ်တက်ကအားကောင်းနေပေါ့နော်အားကောင်းတဲ့ခါကျမင်း online စစ်တက်ကဝစစ်တက်ကိုတေချာပေါက်ကြောက်ရတယ်ကြောက်ရတဲ့ခါကျတော့ဝကအထောက်ပံ့ပေးခြင်းကို မလုတ်ပါနဲ့ဆိုပြီးတော့မှဒါကျွန်တော်တွတ်တောင်းမှန်တဲ့အခြေအနေလို့ဒါကျွန်တော်တို့ကတော့ဒီလိုတစ်ချက်တော့တွတ်တွေ့ရတယ်ပြီးလို့ရှိရင်ရွေးကောက်ပွဲဆိုင်ရာကိစ္စတစ်ခုခုအတွက်နော်ရွေးကောက်ပွဲကိုအနောက်ရှက်ပြုမဲ့ဖြစ်စဉ်မျိုးဒါမလုတ်ဖို့သူတွားပြီးတော့မှတစ်ခုခုတောင်းပန်ရတာရှိမယ်ဒါတစ်တုံညာနှစ်ခွန်နဲ့ပတ်သက်ပြီးတော့မှဝါရယ်ကူညီထောက်ပံ့နေကြအောင်မင်းအောင်လှိုင်ကတရုတ်ကိုကူညီတောင်းပြီးတော့မှဝါကိုပြန်ပြီးတော့မှဖိအားပေးရတာသူကိုယ်တိုင်ဖိအားပေးလို့မရခဲ့ဘူးပေါ့နော်မရတဲ့အခါကျတော့တရုတ်ရဲ့အကူအညီနဲ့ဒါ သွားပြီးတော့မှဟိုဝါကိုဖိအားပေးခဲ့တာရှိတယ်အဲ့တော့ဒီဒီချိန်ကလည်းတရုတ်ရဲ့အကူအညီတောင်းပြီးတော့မှဒီတိုင်းတော့ main online တန်တမန်ရေးရာရတော့သွားပြီးတော့တော့ဝမ်ဖြစ်ဘူးဒါပေမဲ့သူစောက်စင်းကြီးနဲ့သွားရတယ်ဆိုတော့ဟာပေါ့နော်အဆင်ကတော့မရှိပါဘူးဒါပေမဲ့အတင်းအားမယူထားတဲ့အဆင်ပေါ့နော်အသူ့ရဲ့အဆင်ကြီးနဲ့သွားတွေ့ရတယ်ဆိုတော့ဟာကတော့ဒါတေချာပေါ့အယောစားတစ်ခုခုကြောင့်အသူကြောက်ကြောက်လန့်လန့်နဲ့သွားပြီးတော့မှတွေ့ရတဲ့ အနေထားမျိုးလို့တောင်ဒါပြောလို့ရတယ်ဗောနော်အဲ့တော့ဒါဝါကဟိုကျွန်တော်တို့တကယ်ခိုင်ခိုင်မာမာသူ့အနေနဲ့သူသူ့ရဲ့ကိုပိုင် brand နဲ့ရက်တီလာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်ဗောနော်ဒီအဖွဲ့အစည်းကိုဒါ main online ကကျွန်တော်တို့ခိုးချောင်ခိုးဝဲညာကြီးခိုးချောင်ခိုးဝဲတွတ်တွေ့ရနဲ့ပတ်သက်ပြီးတော့ဒါတော်လှန်ရေးအရေးကြီးဆုံးကတော့ဒီချိန်မှာသူ့ကိုညာအိတ်လည်းပဲဂျဘိုးတကောင်လို့ကျွန်တော်တို့ဂျဘိုးတကောင်နေမဟုတ်ဂျဘိုးပေါင်းများစွာလို့ပဲကျွန်တော်တို့တော်လှန်ရေးကသူ့ကိုညာအိတ်လို့မရ နေမှာလဲထိုင်လို့မရဒီလိုမျိုးထားလို့မရဖြစ်အောင်လို့ကြဘိုးကဲဆိုကျွန်တော်တို့ကကြောထိုးလိုက်ဖင်ထိုးလိုက်လုံနေတဲ့အခါကျတော့တော်လှန်ရေးနဲ့ပတ်သက်တဲ့အကူအညီတစ်ခုခုတော့သူတတ်တောင်းမယ်ပြီးလို့ရှိရင်သူ့ရဲ့ကျွန်တော်တို့ထပ်ပေါက်ဖြစ်တဲ့ယူကောပွဲအတွက်လဲဒါ support တစ်ခုခုရအောင်လို့ဒါသွားပြီးတော့တောင်းတယ်ဆိုတာကိုယူဆပါတယ်လို့ပြောကြရင်လည်းဒါကျွန်တော်တို့ရဲ့ဇကဝိုင်းလေးကိုဒီကုန်းချုပ်ပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်